ရှိမှသူ့ရဲ့ဘိုးရည်တွေဖြစ်တဲ့တားချွေတို့နေဝင်းတို့တော့ကတရုတ်ကိုပြောင်းအောင်တင်းတင်းရောင်းစားခဲ့တဲ့အခြေအနေမျိုးတွေရှိပါတယ်ဒီနေရာမှာနေဝင်းလက်ထက်မှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့မြောက်ပိုင်းဒေသတစ်ခုကိုကျွန်တော်တို့လက်လွတ်ဖုံးချုပ်ခဲ့ရတဲ့ပါရဂါရှိတဲ့အတွက်ကြောင့်မင်းအွန်လိုင်းကြီးလည်းနေဝင်းတို့တားချွေတို့ရဲ့ခြေရာကိုလိုက်ပြီးတော့တရုတ်နိုင်ငံကိုလာလာရှုတရုတ် ရဲ့လက်ထဲကိုလာချိုးကို ပေးအပ်လေမလားဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်ဖို့လိုပါလိမ့်မယ်2021ခုနှစ်စကောင်းစီအာနာသိပ်ပြီးနောက်ပေါ်ပေါက်လာခဲ့တဲ့ဆီအာနာရှင်တွေကိုစန့်ကျင်တော်လန်တဲ့နှွေဦးတော်လန်ရေးကအစာပြုလို့လက်နက်ကိုင်တော်လန်ရေးစတင်လာခဲ့တာဟာအခုဆိုရင်အခြေကာလအဖြစ် လေးနှစ်ကျော်ကြာမြင့်လာပြီဖြစ်ပါတယ်စစ်ပွဲတွေရဲ့အရှိဟုတ်ကလည်းမြင့်တက်လာပြီးပြည်တွင်းစစ်ကြီးကတစတစနဲ့ပိုးပြီးကြီးထွားလာပါပြီ။ ပျက်စီးသွားတဲ့မြို့ရွာတွေပိုပြီးများပြားလာသလိုစစ်ဘေးရှောင်ပြည်သူလူထုရဲ့အရေးအတွက်ဟာလဲထုနဲ့ထဲပါဒီတိုက်ပွဲတွေထဲမှာစစ်ကောင်စီကိုအထင်အားစေခဲ့ပြီးစစ်တပ်ရဲ့ပထမဆုံးတိုင်စစ်ဌာနချုပ်လက်လူခဲ့ရတာကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကညီနောင်မဟာမိတ်တုပ်ဖွဲ့ရဲ့တေတုံညာနှစ်ခွန်စစ်စင်ကြီးပါ အခုတော့စစ်ကောင်စီကသူတို့ဖက်မဆုံးလက်လူဆုပ်ရှုပ်ခဲ့ရတဲ့လာရှိုးမျိုးကအစ်စ်မြောက်တိုင်းစစ်ဌာနချုပ်ကိုတရုတ်နိုင်ငံရဲ့အကြောင်းဝင်ညှိနှိုင်းမှုနဲ့အတူတနက်တစ်ချက်မှမဖောက်ဘဲပြန်လည်ရယူနိုင်ခဲ့ပါတယ်လာရှုမျိုးကိုထိချုပ်ထားနိုင်ခဲ့တဲ့ MMDAA တပ်ဖွဲ့တွေကလည်းလာရှုမျိုးကနေပြန်လည်ဆုတ်ခွာသွားပါပြီ။တရုတ်နိုင်ငံရဲ့အပြစ်ခတ်ရစရေးလှိလာဆောက်ကြည့်တဲ့အဖွဲ့ကလည်းလာရှုမျိုးထဲမှာရှိနေပါသေးတယ်။ ်မြန်မာနိုင်ငံရဲ့မြေတင်းစစ်ပွဲတွေရက်စဲသွားဖို့တရုတ်နိုင်ငံကအဓိကဆက်ကောင်အဖြစ်ရှိနေလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတရားလွတ်တော်ရှင်နေစောဘဦးလေးတုံ့သက်ပြတာကတရုတ်အနေနဲ့ကတော့ဟိုဘောနော်ကျွန်တော်တို့2021မြို့တော်နယ်စကတဲ့ကသူ့ရဲ့အကျိုးစီးပွားတွေကမြန်မာနိုင်ငံအပေါ်မှာအများပြားရှိနေတဲ့အခါမှာဒီလိုစစ်မဖြစ်ပွားနေတဲ့အခြေအနေမျိုးတော့တရုတ်နိုင်ငံအနေနဲ့လိုလာမှမဟုတ်ပါဘူးသို့သော ျွန်တော်တို့ကဒီအရှိမြောက်ဒေတာက MNDAA လို့သူ့ငွေနိုင်တွေကိုထိန်းချုပ်နိုင်ရမြန်မာနိုင်ငံတက်တန်တရားကိုသူစစ်နဲ့ပတ်သက်ပြီးထိန်းချုပ်နိုင်မယ်ဆိုတော့မျှော်လင့်ချက်ထားရင်တော့တရုတ်အနေနဲ့က UN အနှလုံးတဲ့လုံရမျိုးတာဖြစ်ပါလိမ့်မယ်ဒီနေရာမှာကျွန်တော်ကူကားပြီးပြောချင်တာကကျွန်တော်တို့ညီကိုဖြစ်တဲ့အာရခတ်တပ်တော် AA ရဲ့စစ်ဦးစီးချုပ် ဘုဒ္ဓထုံးမြတ်နိုင်ပြောခဲ့တဲ့စကားလေးကိုကျွန်တော်ကိုးကားလို့ပါပဲအင်္ဂါဂျူကလဖင်တားရင်တော့မရဘူးဆိုတဲ့တန်ဓိဋ္ဌာန်တွေရှိထားတဲ့အတွက်ကြောင့်ကျွန်တော်တို့မြမအနွေဦးတော်လိုင်းလေးကတော့အချိန်ကြီးကြီးနဲ့ဆက်ပြီးတောက်လောင်နေပါလိမ့်မယ်လို့ကျွန်တော်ဒီလိုပဲသုံးသပ်လို့ တရုတ်နိုင်ငံရဲ့ဂျာဝင်စစ်ဆက်မှုနဲ့အတူလာရှိုမျိုးကိုစစ်ကောင်စီကပြန်လည်ရရှိသွားပြီးနောက်မှာတော့တရုတ်နိုင်ငံနဲ့ပတ်သက်ပြီးပြစ်တင်ဝေဖန်မှုတွေမျိုးစုံထွက်ပေါ်လာခဲ့ပါတယ်။မြန်မာပြည်သူလူထုကြားမှာလည်းတရုတ်နိုင်ငံအပေါ်မုန်တီးရေးဝါဒပုံမှန်ကြီးဆိုးလာအောင်ခြေသာပြောဆိုမှုတွေကလည်းတွေ့လာရပါတယ်။ဒါနဲ့ပတ်သက်ပြီးအမည်မဖော်လိုတဲ့တရုတ်နိုင်ငံရေးရကျွမ်းကျင်သူတအူတုတ်သက်ပြတာက လာရှိုကိစ္စနဲ့တရုတ်ကိုမုံတာမထူဆန်းဘူးအဓိကက PDF အန်ယူဂျီထောက်ခံသူတွေပါတရုတ်ကိုမုံတဲ့နောက်တစ်ဖက်ကအစွန်းရောက်အမျိုးသားရေးသမားတွေပါသူတို့ကတရုတ်ဘလို့လုံးလုံးမုံပါပဲလေယူလီပဲတွေ့ကြည့်တရုတ်ကိုမုံလို့ဖာကျိုးမြရလဲဗာမြန်ဖြစ်ထွန်းအောင်မြင်သွားလဲတရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့အင်ဂျီချင်းနိုင်ငံကပတ်အင်အားကြီးနိုင်ငံစီးရင်ဝင်လဲဖြစ်တယ်မထီတွေ့မဆက်ဆံလို့ရနိုင်လားသူတို့နေနိုင်လားပေါ့ဒီလိုမျိုးခက်ခဲကြီးနေတယ်လို့မုံတီးစကားတွေပြောရင်လည်းတမျိုး တရုတ်နိုင်ငံနဲ့ထိတွေ့ဆက်ဆံတဲ့အခါမှာအစိုးရအကြီးအကဲတွေကဘလို့ပိုင်းရဲ့နဲ့ရင်းနဲ့ပပနဲ့နဲ့ထိတွေ့ဆက်ဆံတယ်ဆိုတာကပိုရေးကြီးတာပါအဒလူကြီးတရုတ်နိုင်ငံကိုမုန်းနေလို့ဘာမှထူမလာဘူးလေစစ်ကောင်စီဘက်ကတရုတ်နိုင်ငံနဲ့ဘလို့အပေးယူမျိုးတွေရှိလို့တရုတ်နိုင်ငံကစစ်ကောင်စီဘက်ယက်တီပေးနေလဲဆိုတာကလည်းစဉ်းစားစရာအချက်ဖြစ်ပါတယ် စကောင်စီကလာရှုမျိုးကိုပြန်လည်ရရှိသွားပေမဲ့ဒီမျိုးရဲ့စီမံခန့်ခွဲမှုနဲ့အုပ်ချုပ်ရေးရန်တရားလက်ပတ်မှုအပိုင်းတွေမှာတရုတ်နိုင်ငံကအကြီးကထိတ်ချုပ်ထားပြီးစကောင်စီကဟန်ပြသဘောအုပ်ချုပ်နေတာလားဆိုတာကိုလည်းလေ့လာဆောင်ကြည့်ရမှာပါ။ဘုဒ္ဓမြူကြီးတန်ရွှေနာအဖလက်ထက်မှာတည်းကဒသိတပိုင်းသောဒေသတွေကိုတရုတ်ကပြောင်းပြောင်းတင်းတင်းရောင်းချခဲ့တာရှိပါတယ်။ကျွန်တော်ဒီဒီနေရာမှာဥပဒေသမားဖြစ်ပြီးအားရတော့ ဥပဒေရဲ့သဘောတဘာဝတစ်ခုတည်းကိုကျွန်တော်ပြောပါမယ်။ကျွန်တော်တို့နိုင်ငံတနိုင်ငံထဲမှာရှိတဲ့မျိုးငှားရလောက်ကံဝင်ပေးတယ်ဆိုတာနှစ်သုံးဖက်ထပ်ပေးလို့မရပါဘူး။အဲ့တော့နာအဖလက်ထကျွန်တော်မျက်စုံကိုပေးခဲ့တော့နှစ်60မျိုးနှစ်100မျိုးပေးခဲ့တဲ့တာရကတွေရှိကြတဲ့အတွက်ကြောင့်အခုအချိန်ဒီမျိုးမှာကဒီလာရှုံနဲ့ပတ်သက်ရင်မင်းအွန်လိုင်းဒီတရုတ်နဲ့ တိကျတဲ့ agreement တစ်ခုမထွက်သေးတာမို့လို့တရုတ်နိုင်ငံကိုပြောင်းပြောင်းတင်းတင်းရောင်းစားနေပြီလားဆိုတော့မေကွန်အပေါ်မှာတော့ကျွန်တော်ဖြေဆိုဖို့နည်းနည်းလေးစောပါသေးတယ်ဒါဆိုရင်တရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ပွဲတွေရပ်တန့်သွားအောင်အ धिक နေရာကကူညီပေးနိုင်မလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးအမည်မဖော်လိုတဲ့တရုတ်နိုင်ငံရေးရွှန်းချင်သူဆက်လက်တုံ့တက်ပြတာက မြန်မာပြည်အတွက်အကြီးဆုံးအန္တရာယ်ရက်ခိုင်ပါရက်ခကိစ္စကိုတရုတ်ကူညီပေးဖို့မလွယ်ဘူးမြန်မာတွေကိုဟာကိုနီလန်းရှာပြီးဖြည့်ရှင်ရမယ်လို့ထင်ပါတယ်မြန်မာနိုင်ငံရက်ခိုင်ပြည်နယ်မြောက်ပိုင်းမှာရိုဟင်ဂျာတွေအတွက်တိချလွတ်လပ်တဲ့ကိုပိုင်ပြည်နယ်ဖြစ်ပေါ်လာရေးအတွက်တရုတ်ကွန်မြူနစ်ပါတီထိတ်တန်းကိုဆက်လက်တွေနဲ့ဘင်္ဂလားဒေ့ရဲ့အင်အာကြီးနိုင်ငံရေးပါတီတခုဖြစ်တဲ့ဇမ်မတ်အီအစ္စလာမင်ကတောင်ရှိသူတွေကဧပြီလ29ရက်နေ့က ဒါကမျိုး City Hotel မှာဆွေနေညှိနှိုင်းမှုတွေပြုလုပ်ခဲ့တယ်လို့ The Business Standard နဲ့သတင်းဌာနအပါအဝင်ဒါကအခြေဆိုင်သတင်းဌာနတွေကဖော်ပြကြပါဗျာ။